။အီယာဝတီတိုင်းမြောက်မြမြို့နယ်မြရတနာရက်ကွက်ရန်ကုန်ပသိမ်ကားလမ်းမကြီးမိုင်တိုင်အမှတ်46မင်းဆောင်၃ညနဲ့46မင်းဆောင်တင်ကြားရှိမြောက်မြကျူဒရာထိပ်မှနွန်ဘာလ16ရက်ည8:15မိနစ်ခန့်ကရင်တိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကွေဆေးရေးအဖွဲ့တွေထံကနေသိရပါဗျာ။ ရင်တိုင်းမှုကြောင့်ရင်ပေါ်ပါလာသူအမျိုးသားနှအူထိခိုက်ဒဏ်ရာများမစိုးရိမ်ရရရှိခဲ့ပြီးရွှေမြောင်းများလူမှုကွန်ရက်ရဲ့အတင်းနဲ့အေးမြဖြူစင်လူမှုကွန်ရက်ရဲ့အတင်းတို့ကထိခိုက်ဒဏ်ရာရရှိသူတွေကိုမြောင်းမြပြည်သူစေယုံကြီးတို့ပို့ဆောင်ပေးခဲ့ကြောင်းကွန်ရက်ကေစီရေးဆောင်ရွက်ပေးသူတဦးကပြောပါရယ်အမျိုးသားနှယောက်ထိခိုက်ဒဏ်ရာတွေရရှိတာပါတရားထိတ်မှာတရားကိုဝန်တက်ရင်စင်ကဲတိုက်မှုဖြစ်တာလို့သိရတယ်ဒဏ်ရာရရှိသူတွေကကားကောင်းထဲညှက်နေတာမနေ့ကထုတ်ခဲ့ရတယ်လို့အထက်ပါပုဂ္ဂိုလ်ကဆက်ပြောပါရယ် ရင်တိုင်းမှုဖြစ်ပွားတဲ့နေရာကိုမြောင်းများမြို့နယ်မိတက်စခန်းမှာမိငင်းတက်ရင်တစည်းမိတက်ရေတဲ့ရင်တစည်းတို့နဲ့အတူတရေနဲ့အယံမိတက်တပ်ဖွဲ့ဝင်များတွားရောက်ကကုညီကေဆေရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတယ်လို့သိရပါဗျ။